င်္ဂလာပါရှင်ဒီကနေ့မှာတော့မြို့တော်ပြည်သက်ကြီးအတွက်အမေရိကန်အစိုးရလုပ်ငန်းတွေတစိတ်တပိုင်းရပ်ဆိုင်းသွားတာနဲ့ပတ်သက်ပြီးကိုထိုက်သူနိုင်ရေးသားထားတဲ့ဆောင်းပါးလေးကိုဖတ်ပြပြီးသွားမှာပဲဖြစ်ပါတယ်ရှင်ဒေါ်နယ်ထရန့်ဒုတိယအကြိမ်သမ္မတအဖြစ်တာဝန်ယူတဲ့ကာလအတွင်းအစိုးရအသုံးစရိတ်ကိုလွှတ်တော်ကအတည်ပြုပေးနိုင်ခြင်းမရှိတဲ့အတွက်စက်တင်ဘာလ30ရက်နေ့သကောင်ရဲ့အချိန်မှာအစိုးရလုပ်ငန်းတွေရပ်ဆိုင်းသွားနိုင်ခြင်းရှိတယ်လို့ပြောဆိုနေခဲ့ကြသလို့ အော်တိုဘားလာ၁ရက်နေ့မှာတော့အမေရိကန်အစိုးရလုပ်ငန်းတချို့ရပ်ဆိုင်းသွားပြီဖြစ်ပါတယ်။အမေရိကန်သမိုင်းမှာ၂၀ကြိမ်မြောက်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းမှာဖြစ်တယ်လို့ဒေါ်နယ်ထရန့်သမ္မတအဖြစ်တာဝန်ယူခဲ့တဲ့အချိန်တွေအတွင်းသူရဲ့ပထမအကြိမ်သမ္မတအဖြစ်တာဝန်ယူခဲ့တယ်။2018ခုနှစ်နဲ့2019ခုနှစ်တုန်းကနေဆိုရင်တတိယအကြိမ်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းတာလို့ပြောရပါလိမ့်မယ်။ပုံမှန်အားဖြင့်လုပ်ငန်းတွေရပ်ဆိုင်းသွားတဲ့အခါ အစိုးရကပေးသင့်ပေးထိုက်တဲ့ငွေကြေးတွေအချိန်မီမပေးနိုင်တော့တလို့တိမ့်နဲ့ချီတဲ့ဖက်ဖက်အစိုးရဝန်ထမ်းတွေကိုလာစာမဲ့ခွင့်ပေးလိုက်တဲ့အတွက်အလုတ်မသွားတော့ပါဘူးအစိုးရဝန်ထမ်းတွေရဲ့ဌာနဆိုင်ရာလုပ်ငန်းတော်တော်များများရပ်ဆိုင်ထားရပါလိမ့်မယ်အစိုးရကပေးရမယ့်ငွေကြေးဆိုင်ရာဂတိကဝတ်တွေပြက်ကွက်တာကြောင့်အမေရိကန်ပြည်ထောင်စုရဲ့အကျွေးယူလက်ပတ်နိုင်တဲ့တတ်မှတ်ချက်အဆင့်ကိုထိခိုက်တယ်လို့စီးပွားရေးလုပ်ငန်းတွေလည်းအကြီးအကျယ်ထိခိုက်ပါလိမ့်မယ်။ အစိုးရအတုံးစီရဲ့အတီးပြုတ်နိုင်ရေးမှာယာယီဥပဒေတရက်ကိုတမတာဘက်ကသဘောတူပေမဲ့လွတ်တော်မှာရှိတဲ့ဒီမိုကရက်အမတ်တွေကတခြားမသက်ဆိုင်တဲ့အကြောင်းအရာတွေကိုထည့်သွင်းပြီးအကြက်ကိုင်းခဲ့တယ်လို့ Republican Party ဝင်တွေကဆွဆွဲခဲ့ပါတယ်။အစိုးရလုပ်ငန်းတွေရပ်ဆိုင်းတော့မဲ့အခြေအနေရင်ဆိုင်ရပြီဆိုရင်ပါတီကြီးနှစ်ခုအကြားမှာနိုင်ငံရေးအရာအပြတ်အလှန်ဆွဆွဲတာတွေလည်းကြုံရလိမ့်ရှိပါတယ်။ အစိုးရလုပ်ငန်းတွေရပ်ဆိုင်းသွားတဲ့အကြောင်းနဲ့တမိုင်းကြောင်တစုကိုပြန်လည်မျှဝေခြင်းပါတယ်။ဘာကြောင့်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းသွားရသလဲ။အမေရိကန်အစိုးရရဲ့ဘာနာရေးအသုံးစိတ်တက်တန်းထပ်တိုးဖို့လွတ်တော်နှစ်ရက်ကအတည်ပြုပေးရလေရှိပြီးလွတ်တော်နဲ့အစိုးရအကြားသဘောတူညီမှုမရလို့အသုံးစိတ်အချိန်မီအတည်မပြုနိုင်တဲ့အခါ1880ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့ Anti Deficiency Act အရအစိုးရလုပ်ငန်းဆောင်တာတွေကိုရပ်ဆိုင်းလိုက်ရလေရှိပါတယ် စီးပွားရေးလုပ်ငန်းတွေအတွက်လည်းပတ်စရာငွေကြေးမရှိတော့လို့လုပ်ငန်းရပ်ဆိုင်းရတာမျိုးနဲ့အလားတူပါပဲ။ဂါဘာမန့်ရှတ်ဒေါင်းလို့ခေါ်တဲ့အစိုးရလုပ်ငန်းတွေဒစိမ့်တစ်ပိုင်းအဖြစ်ရပ်ဆိုင်းလိုက်ရတဲ့အဖြစ်အပျက်တွေအရင်ကလည်းအတော်များများကြုံခဲ့ရဘူးပါတယ်။အမေရိကန်သမိုင်းမှာ1986ခုနှစ်နောက်ပိုင်းအစိုးရလုပ်ငန်းတွေအကြိမ်20ရပ်ဆိုင်းခဲ့ဘူးတယ်လို့သတင်းစာတွေကရေးသားထားကြပါတယ်။အခုဒီကြိမ်နဲ့ဆို20ကြိမ်ရှိတော့မယ်လို့ရေးသားကြပါတယ်။ ဂါဗာမန့်ရှတ်ဒေါင်းတစ်ခါဖြစ်ရင်ဘလောက်ကြကြရက်ဆိုင်သွားတယ်လေဒိုနေထပထမတစ်ကြိမ်တမတအဖြစ်တာဝန်ယူခဲ့တဲ့2018ခုနှစ်ဇန်နဝါရီလကအစိုးရလုပ်ငန်းတွေရက်ဆိုင်ခဲ့ပြီးအဲ့ဒီအချိန်ကနှစ်ရက်ပဲကြာခဲ့ပါတယ်ဒါပေမဲ့2018ခုနှစ်ဒီဇင်ဘာလကနေ2019ခုနှစ်ဇန်နဝါရီလ25ရက်နေ့အထိအစိုးရလုပ်ငန်းတွေရက်ဆိုင်ခဲ့တာ34ရက်ကြာခဲ့ပါတယ်တမိုင်းမှာအကြအဆုံးအစိုးရလုပ်ငန်းတွေရက်ဆိုင်ခဲ့တာဖြစ်ပါတယ် ်တမတာဟောင်းဥပမာလက်ထက်2023ခုနှစ်အော်တိုဘာလ1ရက်နေ့ကနေအော်တိုဘာလ18ရက်နေ့အထိ16ရက်အကြာအစိုးရလုပ်ငန်းတွေရပ်ဆိုင်ခဲ့မှုပါတယ်။ကဘာမရှတ်ဒေါင်းဖြစ်တဲ့အတွက်အစိုးရဝန်ထမ်းတွေဘလောက်များများထိခိုက်နေတာပါသလဲ။အစိုးရလုပ်ငန်းတွေရပ်ဆိုင်းလိုက်ပြီဆိုရင်အမေရိကန်ပြည်ထောင်စုမှာမရှိမဖြစ်လေပတ်ရမယ့်အစိုးရလုပ်ငန်းတွေကိုမဖြစ်မနေလိုအပ်တဲ့လူတွေနဲ့ပဲလေပတ်တာဖြစ်တဲ့အတွက် တိမ့်နေချီတဲ့ဝန်ထမ်းတွေကို လာစားမေးအလုတ်မလာတော့နဲ့ဆိုပြီးအလုတ်ကယာယီဆိုင်ငံ့ခံရလေးရှိပါတယ်အခုတစ်ချိန်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းလိုက်တဲ့အချိန်လာစားမေးအလုတ်နားလိုက်တဲ့ဖရဲအစိုးရဝန်ထမ်း9သိန်းခွဲလောက်ရှိမေးလို့လွတ်တော်ဗဏ္ဍာရေးယုံကခံမှန်းထားပါတယ်ဒီလိုလာစားမေးယာယီခွင့်ပေးလိုက်တဲ့ဝန်ထမ်းတွေကိုအများတိုင်းရရှိအလုတ်ထုတ်လိုက်တာမျိုးတွေလည်းဖြစ်သွားနိုင်တယ်လို့အင်ဂျီရောကပြောဆိုနေပါတယ်အများပြည်သူကိုဘလို့ထိခိုက်မှုတွေရှိပါသလဲ ဂါဗာမန့်ရှတ်ဒေါင်းဖြစ်ပြီးဆိုတာနဲ့အစိုးရလုပ်ငန်းတွေတော်တော်များများရပ်ဆိုင်းသွားတဲ့အတွက်ပြည်သူအများစုအပေါ်ရိုက်ခတ်မှုအနည်းနဲ့အများဆိုသလိုရှိလာပါတယ်။ကွန်ကရစ်လွှတ်တော်ရဲ့မှတ်တမ်းတွေအရ1995ခုနှစ်နဲ့1996ခုနှစ်တွေအတွင်းထိခိုက်နှစ်နာမှုအများအပြားရှိခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်လို့ပြည်သူ့ဘာအမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဌာနတွေမှာလူနာတစ်ကိုလက်ခံတာမျိုးမလုပ်တော့သလိုစေကုသရေးနဲ့ပတ်သက်တဲ့ဥဒေသနလုပ်ငန်းတွေကိုရပ်ဆိုင်းလိုက်ရပါတယ်။ ဒါအပြင်ယောဂနဲ့ပတ်သက်လို့လူနာနဲ့တိုက်ရိုက်အရေးပေါ်ပြန်လည်ဆွေးနွေးဖြေကြတဲ့အစီအစဉ်တွေကိုရပ်ဆိုင်းလိုက်ရပါတယ်။ယောဂမပြန့်ပွားအောင်ထိမ့်သိမ်းကာကွယ်ရေးနဲ့စောင့်ကြည့်လေ့လာရေးဌာနတွေကလုပ်ငန်းတွေရပ်ဆိုင်းလိုက်ရတယ်လို့အစိတ်သင့်စွန့်ပစ်ပစ္စည်းရှင်းလင်းရေးဌာန609ခုကိုပိတ်ပစ်လိုက်ရပါတယ်။အရေးဌာနတွေမှာအလုံးလုံးကိုင်းတဲ့ရှင်းလင်းရေးလုပ်ငန်း2400ကိုလုပ်ငန်းခွင်ကပိတ်ရပေးလိုက်ရတဲ့အတွက်ရှင်းလင်းရေးလုပ်ငန်းတွေရပ်ဆိုင်းသွားခဲ့ရပါတယ်။ ဒါအပြင် အရက်မူရစီနဲ့လက်နက်ထိန်းချုပ်စစ်ဆေးရေးဘီရိုတွေကလည်းရောင်းချခွင့်ပိုင်ဆိုင်ခွင့်အတွက်တင်ပြတဲ့လျှောက်လွှာတွေကိုစီစစ်တဲ့အခါဝန်ထမ်းဥယျာဉ်မလုံလောက်တော့တဲ့အတွက်နှောင့်နှေးမှုတွေရှိခဲ့ပါတယ်ဒီဝါလီခံရတဲ့အမှု3500ကိုစစ်ဆေးနေတော့ရတန်းခဲ့ရတာရှိတယ်လို့နေစားဆောင်ကြည့်ရဌာနအတွက်လုံခြုံရေးတပ်ဖွဲ့ဝင်အသက်400ခန့်ထားမဲ့အစီအစဉ်ကိုအဲ့ဒီကာလတွေအတွင်းမှာဖျက်သိမ်းလိုက်ရပါတယ် ကလေးဆောင်ရှောက်စရိတ်ပေးဖို့ပြက်ကွက်တဲ့အမှုတွေတော်တော်များများကိုလည်းအစိုးရလုပ်ငန်းရပ်ဆိုင်ထားတဲ့အချိန်တွေအတွင်မှာအရေးယူဖြည့်ရှင်းပေးနိုင်ခဲ့ခြင်းမရှိပါဘူး။နိုင်ငံတော်အမှရှိတဲ့ပန်းညံတွေပြလိုက်တယ်။အနားယူနိုင်တဲ့ပြည်သူပိုင်းနေရာ368နေရာကိုပိတ်ပစ်ခဲ့ရတဲ့အတွက်အနားယူဖို့လာတဲ့ဧည့်သည်9တန်းလောက်မလာနိုင်တော့ပါဘူး။ခရီးသွားလုပ်ငန်းတွေထိခိုက်ခဲ့ရပါတယ်။များသောအားဖြင့်ဝါရှင်တန်မြို့တော်မှာအထိတ်အမှတ်နေရာတွေပြတိုက်တွေပိတ်ပစ်ခဲ့ရတဲ့အတွက်ဧည့်သည်နှစ်တန်းလောက်ဆုံးရှုံးခဲ့ရပါတယ်။ ကမ္ဘာတဝန်တခြားနိုင်ငံတွေကအမေရိကန်ပြည်ထောင်စုကိုလာဖို့လျှောက်တဲ့ပြည်ဝင်ခွင့်ဗီဇာလျှောက်လာနေ့စဉ်3000လောက်ကိုရပ်ဆိုင်းထားခဲ့ရတယ်လို့အမေရိကန်ပြည်ထောင်စုအတွင်းမှာလည်းအမေရိကန်နိုင်ငံကူးလက်မှတ်လျှောက်လာ2000လောက်ကို အရေးယူဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ကမ္ဘာလက်ခရီးသည်လုပ်ငန်းနဲ့လေကြောင်းလိုင်းတွေအတွက်ဒေါ်လာတန်းနဲ့ချီနှစ်နာခဲ့ရပါတယ်။စစ်ပြန်စစ်မှုထမ်းတွေအတွက်ကျမ်းမာရေးလူမှုဖူလုံရေးငွေကြေးနဲ့ခရီးသွားလာရေးအထောက်အပံ့အစီအစဉ်တွေလျှော့ချပစ်ခဲ့ရတာတွေရှိပါတယ် ဗဟုအစိုးရငားရမ်းထားတဲ့အစိုးရနဲ့သဘောတူစာချုပ်ချုပ်ထားတဲ့လုပ်ငန်းတွေတန်မောင်းဒေါ်လာ18000ဘူးတွေက20ရာခိုင်နှုန်းတန်မောင်း3900ဘူးထိခိုက်နှင်နာခဲ့ရတယ်လို့မှတ်တမ်းတွေမှာတွေ့ရပါတယ်ထိခိုက်ဆုံးရှုံးမှုတွေနဲ့ပတ်သက်လို့2023ခုနှစ်သမ္မတဥပမာလက်ထက်အမေရိကန်အစိုးရလုပ်ငန်းတွေ16ရက်ရန်နာခဲ့ရတဲ့အတွက်ဆုံးရှုံးမှုပမာဏအမေရိကန်ဒေါ်လာ24ဘီလီယံရှိတယ်လို့စီးပွားရေးပညာရှင်တွေကခန့်မှန်းထားပါတယ်။ အစိုးရလုပ်ငန်းတွေရပ်ဆိုင်းထားတဲ့အချိန်တနာရီတိုင်းတနာရီတိုင်းဒေါ်လာတန်နဲ့ချီဆုံးရှုံးရတာကိုထောက်ပြနေပါတယ်။ပုံမှန်အားဖြင့်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းသွားတိုင်းနစ်နာတဲ့ပမာဏကိုခံမှန်းသုံးသက်ချက်တွေထွက်လာလေရှိပါတယ်။လုပ်ငန်းတွေပြန်လည်ပတ်ဖို့နဲ့ယာယီအသုံးစရိတ်ဥပဒေကိုအတည်ပြုနိုင်ဖို့ရပ်ပိုင်းအတွက်မှာ Republican နဲ့ Democrat ပါတီကြီးနှစ်ခုစလုံးကမဖြစ်မနေကြိုးပမ်းကြလိမ့်မယ်ဆိုပြီးမျှော်လင့်ရမှာပဲဖြစ်ပါရဲ့ရှင်။